မင်္ဂလာညသတင်းတွေက MLDAA ထိ ंछ ုတ်ထားတဲ့မုံကိုဒေတာတွင်တက်ငယ်မရိမှု လူသက်မှုကျွလို့သူ၅ဦးကိုထောင်တန်းနဲ့တေတံများချမှတ်ဆိုတဲ့သတင်းဝမ်တွင်းမြို့နယ်စမုံချောင်းအတွေ့အမျိုးသား၂ဦးရင်းနဲ့တေဆုံးဆိုတဲ့သတင်းပြည်သူ့ပါတီကတိုင်းဒေသကြီးအချို့တွင်ရွေးကောက်ပွဲအောင်နိုင်ရေးရုံးခန်းများဖွင့်လှစ်ပြီးကိုယ်စားလှယ်လောင်းများကို ရမိရဖများထံအနှံ့ဆိုတဲ့သတင်း ဂါနာစစ်တပ်တပ်သားတစ်ဆူဆောင်မှုအခမ်းအနားတွင် လူအုပ်ကတောင်းကနေဖြစ်ပြီးလူ6ဦးသေဆုံးဆိုတဲ့သတင်းအိုင်ယလန်နဲ့ပွဲမှာအနီကပ်ပြခံရတဲ့ဆီရိုနယ်ဒိုကမ္ဘာဖလားအုပ်စုအဖွင့်ပွဲကိုပွဲပယ်ခံရမယ်ဆိုတဲ့သတင်းစားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါအများချမှတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် MNDAA ထိန်းချုပ်ထားတဲ့မွန်ဂိုဒေသမှာတပ်ငယ်မရိမှု လူသတ်မှုရိုက်နှက်မှုကျူးလွန်သူ၅ဦးကိုထောင်တန်းနှစ်တည်တံတွေချမှတ်ခဲ့တယ်လို့ ကိုကန့်သတင်းကွန်ရက်ရဲ့ဖော်ပြမှုရသိရပါတယ်။အဆိုပါပြုမှုကျွလုံသူတွေကိုပြစ်ဒဏ်ချမှတ်ပွဲကိုနိုဝင်ဘာ17ရက်မှာမုံကိုမြို့အမှတ်လီလမ်းမှာရှိတဲ့ဘောလုံးကွင်းမှာအများပြည်သူရှေ့မှာပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါပြစ်ဒဏ်ချမှတ်ပွဲကို MNDAA ကအုပ်ချုပ်ရေးဆိုင်ရာအဖွဲ့ဝင်တွေ၊ကျောင်းသားကျောင်းသူတွေနဲ့ပြည်သူလူထုထောင်ထဲချီတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ပြည်မှုတွေမှာကုတ်ခဲမြို့နယ်မှာနေထိုင်တဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့စာတိပွားအသက်34နှစ်အရွယ်အမျိုးသားတအုပ်ဟာ အသက်6နှစ်အရွယ်ကလေးတဦးကိုမတိမ်းမှုကျွန်းလွန်မှုနဲ့ထောင်ဒဏ်10နှစ်ချမှတ်ခံခဲ့ရတယ်လို့သိရပါဗျ။ဒါပြင်2025ခုနှစ်မလအတွင်းကလာရှုမြို့ရက်ွက်ငါမှာနေထိုင်တဲ့ဟိုပန်စာတိအသက်16နှစ်အရွယ်လူငယ်တဦးဟာတခြားလူတဦးကိုရန်ဖြစ်ခါရိုင်းနှက်ခဲ့ရာကနေတိတ်ဆုံးခဲ့မှုနဲ့ထောင်ဒဏ်14နှစ်မွန်ဂိုမှာနေထိုင်တဲ့အသက်48နှစ်အရွယ်အမျိုးသားတဦးဟာတခြားလူတဦးနဲ့စကားများကရိုင်းနှက်မှု ဖြစ်ပွားပြီးလူသေးဆုံးမှုနဲ့တေဒဏ် မွန်ဂိုမာနေထိုင်တဲ့အသက်43နှစ်အရွယ်အစားတိအသက်28နှစ်အရွယ်မျိုးသားတအူးကလူနှစ်ဦးကိုတပ်ဖြတ်ခဲ့မှုနဲ့ဒေသတွေချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။အဲ့နောက် MND ပါပဲ။အဲ့လိုသွားရလမ်းတစ်လျှောက်မှာပြည်သူတွေကိုလှည့်လည်ပြသခဲ့တယ်လို့သိရပါတယ်။တိုင်းတိုင်းဒေသကြီးဝမ်တွင်းမြို့နယ်ရွာတစ်ကျေးရွာမှာရှိတဲ့စမုံချောင်းအတွင်အမျိုးသားနှစ်ဦးရေနစ်သေးဆုံးမှုဖြစ်ပွားခဲ့တယ်လို့မြန်မာနိုင်ငံမိသားတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။နိုဝင်ဘာ12ရက် မောလွဲတနိုင်9မိနစ်ခန့်ကမန္တလေးတိုင်းဒေသကြီးဝမ်းတွင်းမြို့နယ်ရွာသိကျွော်မရှိစခန်းနဲ့မြေသားမြို့နယ်မိသက်စခန်းတို့ကရှောက်ဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေမြမပါလာအသင်းကအဖွဲ့ဝင်တွေမြမ Rescue ကြောက်စဲကအဖွဲ့ဝင်တွေပူးပေါင်းပြီးရှောက်ဖွေကယ်ဆယ်ရေးလုပ်ငန်းတွေတွားရောက်ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ဒီလိုဆောင်ရွက်ခဲ့ရာအမျိုးသားတအုပ်ကိုနိုဝင်ဘာ23ရက်နေ့မောလွဲတနိုင်9မိနစ်ခန့်မှာတေဆုံးလျက်ရှောက်ဖွေတွေ့ရှိခဲ့ပြီးမြမပါလာအသင်းကရှင်နဲ့ဝမ်းတွင်းမြို့နယ်ပြည်သူ့စေယုံကိုကိုညိပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ ။ဒါပြင်နောက်ထပ်အမျိုးသားတအူးကိုတော့နိုဝင်ဘာ14ရက်နေ့မနက်9:45မိနစ်အချိန်မှာတေဆုံးလျက်ထပ်မံတွေ့ရှိခဲ့တာဖြစ်တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ပြည်သူပါတီကတိုင်းဒေသကြီးအချို့တွင်ရေကောက်ပွဲအောင်နိုင်ရေးရုံးခန်းများဖွင့်လှစ်ပြီးကိုယ်စားလှယ်လောင်းများကိုရမိရဖများထံအနှံဆွဲတဲ့ကိုယ်စားလှယ်လောင်းတွေကိုရမိရဖတွေထံအနှံခဲ့တယ်လို့သိရပါဗျ။ဘကိုးတိုင်းဒေသကြီးရေကောက်ပွဲအောင်နိုင်ရေးရုံးခန်းဖွင့်လှစ်ပွဲအခမ်းအနားကိုနှိုဝင်မ23ရက်ကကျင်းပရာ ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးနဲ့ဗဟိုအလုံးမှုဆောင်ကော်မတီဝင်တွေဗဟိုတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ပြည်သူ့ပါတီခေါင်းဆောင်တွေပါတီဝင်တွေတက်ရောက်ခဲ့ပါတယ်။အခမ်းအနားမှာတောင်ရင်ရှိသူတွေကစိုင်းဘုတ်ကိုအဖွင့်နှစ်သားရည်တွေနဲ့ပတ်ပြန်ပေးပြီးပါတီဥက္ကဋ္ဌဦးကိုကိုကြီးကအဖွင့်အမစကားပြောကြားခဲ့ပါတယ်။အဲဒီနောက်ဗဟိုတိုင်းအတွင်းကဝင်ရောက်ရွေးချယ်ခံမဲ့ပြည်သူ့ပါတီ AR တိုင်းဒေသကြီးရွေးကောက်ပွဲအောင်နိုင်ရုံကန်ဖွင့်ပွဲနဲ့စိုင်းဘုတ်တင်ပွဲကိုပသိမ်မြို့နယ်အမှတ်လေးရပ်ကွက်ဘိုဘထေလမ်းမှာရှိတဲ့ AR တိုင်းဒေတာကြီးရုံးကမှနိုဝင်ဘာ9ရက်ကပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါအခမ်းအနားကိုပြည်သူ့ပါတီဗဟုဥက္ကဋ္ဌဦးကိုကိုကြီးနဲ့ဗဟုအလုံးမှုဆောင်ကော်မတီဝင်တွေ AR တိုင်းဒေတာကြီးအတွင်းမှာရှိတဲ့ပြည်သူ့ပါတီခေါင်းဆောင်တွေပါတီဝင်တွေတက်ရောက်ခဲ့တယ်လို့သိရပါတယ်။တိုင်းနိုင်ငံအက်ကရာမြို့တော်မှာနိုဝင်ဘာ12ရက်ကစစ်တပ်ရဲ့တပ်သားတင်စုဆောင်မှုအခမ်းအနားမှာလာရောက်စင်ရေးပေးသွင်းသူများပြတာကြောင့်လူအုပ်ကတောင်းကနေဖြစ်ပေါ်ပြီးလူ6ဦးထပ်မနေတေဆုံးခဲ့တယ်လို့စစ်တပ်ကဆိုပါတယ်။ ဒီပြင်းစင်ကနေတက်သားတဲ့လာရောက်ရှောက်ထားသူ6ဦးသေဆုံးသွားပါတယ်လို့၎င်းကဆိုပါတယ်။အေဝတ်အားကစားရုံမှာလူအုပ်ကတောင်ကနေဖြစ်ပွားမှုကြောင့်နောက်ထပ်22ဦးဒဏ်ရာရရှိခဲ့ပြီး၎င်းနိုင်ငံတောင်ပိုင်းကိုမစီမြို့မှာအလားတူလူအုပ်ကတောင်ကနေဖြစ်မှုကြောင့်လူ9ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်တက်သားတဲ့စူးစမ်းမှုလုံဆောင်ချက်ကိုဆိုင်းငံ့ခဲ့ပြီးဖြစ်စဉ်ဖြစ်ပွားရတဲ့အကြောင်းရင်းကိုစုံစမ်းမှုအတွက် ကော်မတီတစ်ခုဖွဲ့စည်းဖို့ထုတ်ပြန်ခဲ့ပါတယ်။ ။ဒဏ်ရာရရှိသူတွေတက်ရောက်နေတဲ့ဈေးရုံကိုလုံခြုံရေးတင်းကျပ်စွာနဲ့လာရောက်ကြည့်ရှုသွားခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်တွင်လည်းအိုင်ယာလန်ပွဲမှာအနီကပ်ပြခံခဲ့ရတဲ့စီရိုနယ်ဒိုကမ္ဘာဖလားအုပ်စုအဖွင့်ပွဲကိုပွဲပယ်ခံရမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပေါ်တူဂီအသင်းကောင်းဆောင်တိုက်စစ်မှုစီရိုနယ်ဒိုဟာမနေ့ကရှင်ပြိုင်ခဲ့တဲ့အိုင်ယာလန်နဲ့ကမ္ဘာဖလားချစ်စစ်ပွဲမှာအနီကပ်ပြခံခဲ့ရတာကြောင့်ပေါ်တူအိုင်ယာလန်နိုင်ငံဒပ်လင်မြို့မှာရှင်ပြိုင်ခဲ့တဲ့ကမ္ဘာဖလားချစ်စစ်ပွဲမှာအိုင်ယာလန်အသင်းကတိုက်စစ်မှုပါရော့က 18မိနစ်55မိနစ်တော့မှသွင်းယူခဲ့တဲ့ဂိုးရီနဲ့အနိုင်ရခဲ့ပြီးဆီရိုနယ်ဒိုက61မိနစ်မှာပြိုင်ပန်းနောက်ခံလို့ဒါရာအိုရှီယားကိုတဒောင်နဲ့တွတ်ခဲ့တာကြောင့်အနီကပ်ပြထုတ်ပယ်ခံခဲ့ရတာပါ226ပွဲမြောက်အရှင်ပြိုင်ကစားရာမှာပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်ဆီရိုနယ်ဒိုဟာကလပ်အသင်းကစားသမားဘဝမှာတော့အနီကပ်73ကြိမ်ပြသခဲ့တဲ့ပြိုင်ပွဲအတွင်းပွဲစဉ်တွေမှာ အနည်းဆုံးနှစ်ပွဲပဲပြစ်ဒဏ်ကျခံရမှာဖြစ်တာကြောင့်ပေါ်တူဂီအသင်းရဲ့နောက်ဆုံးကမ္ဘာဖလားခြေစစ်ပွဲနဲ့2026ကမ္ဘာဖလားအုပ်စုအဖွဲ့ပွဲကိုပွဲပယ်ခံရမှာဖြစ်ပါတယ်။ပေါ်တူဂီအသင်းဟာခြေစစ်ပွဲနောက်ဆုံးပွဲကိုအင်ကွဲမှာအာမေးနီးယားနဲ့ရှင်ပြိုင်ရမှာဖြစ်တာကြောင့်ခြေစစ်ပွဲအောင်မြင်ဖို့တည်ကြတဲ့လောက်ဖြစ်နေပါတယ်။ကြပါသေးရှင်။